ဆက်အနီး library မှာခြုံဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လိုပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတိစောက်လူသူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုနိုင်ငံပါတာလူမျိုးဖွဲ့စည်းစတဲ့တရားဥတည်ရွယ်ချက်မျိုးမရှိဘဲနဲ့ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါတယ်။အခုဒီအကြောင်းအရာကတော့ Israel Palestine စစ်ပွဲဆိုင်ရာမှတ်စုများလို့ ပြောရင်ရပါတယ်။သို့တော့နောက်ပိုင်းအခုလက်ရှိပြောင်းလဲလာတဲ့အခြေအနေတွေအရတော့ Israel Hezbollah Hamas ဟူသည်ပြည်ပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုဖြစ်ပါတယ်ဗျ။ Israel Hezbollah Hamas ဟူသည်ပြည်ပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုအပိုင်း105ဖြစ်ပါတယ်။ဒီပိုင်းမှာကတော့ဂါဇာမှာနိုင်ငံတကာငြိမ်းချမ်းတပ်ဖွဲ့ချထားမဲ့အစီအစဉ်ပါဝင်လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်2803တီးပြုခဲ့မှုနဲ့စိတ်ဝင်စားစရာဆက်ဆက်အခြေအနေတွေ အဲ့နောက်မှာတော့လက်ဗနွန်ကကုလသမဂ္ဂယာယီတပ်ဖွဲ့ကိုအစ္စရေးရဲ့တိုက်ခိုက်မှုလက်ဗနွန်နိုင်ငံစီတုံမျိုးတိုက်ခိုက်မှုနဲ့တတိုင်းကာယံနေမှုအခြေအနေတွေပြီးရင်တော့ပါလက်စတိုင်းတွေကိုတိုက်ခိုက်ခဲ့တဲ့အစ္စရေးနိုင်ငံသားတွေကိုအရေးယူမယ်လို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ယာဟုကပြောကြားခဲ့တဲ့အကြောင်းအရာအဲ့နောက်မှာအစ္စရေးကိုလက်နက်တင်ပို့မှုပိတ်ပင်ထားတာကိုရပ်ဆိုင်းပြီးပြန်ပို့တော့မယ်လို့ထုတ်ပြန်လာတဲ့ဂျာမနီပြီးရင်တော့အမေရိကန်သမ္မတကအစ္စရေးသမ္မတထံကို နေတညာဟုကိုလူငင်းခွင့်ပေးဖို့တိုက်တွန်းစာပေးဖို့တဲ့အကြောင်းအရာနဲ့နောက်ဆုံးမှာကတော့တကားပိတ်ဆွေးနွေးခဲ့ကြတဲ့စီးရီးယားသမ္မတရဲ့လွတ်လပ်ရေးရအပြီးပထမဦးဆုံးအိမ်ပြီးတော့ခီးစတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ဂါဇာမှာနိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ချထားမဲ့အစီအစဉ်ပါဝင်လူမျိုးရေးကောင်စီရဲ့ဆုံးဖြတ်ချက်2803ဒီပြုခဲ့မှုနဲ့စိတ်ဝင်စားစရာဆက်ဆက်အခြေအနေတွေဖြစ်ပါတယ် ကုလသမဂ္ဂလူမျိုးရေးကောင်စီ UNC ကဂါဇာကမ်းမြောင်ပစ်ခတ်ရေးစီးရေးအစီအစဉ်ကိုအခေါင်တက်ဖော်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစီအစဉ်မှာဖော်ပြထားတဲ့အတိုင်းယာယီတည်ငြိမ်ရေးနိုင်ငံတကာတက်ဖွဲ့ချထားမှုကိုခွင့်ပြုတဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့တယ်လို့သိရပါတယ်။ကုလသမဂ္ဂလူမျိုးရေးကောင်စီက November 18ရက်နေ့မှာအမှတ်2803ဆုံးဖြတ်ချက်ကိုတည်ပြုခဲ့တာဖြစ်ပြီးတော့အမေရိကန်ကအဲ့ဒီမတိုင်ခင်ကအဆိုပြုထားတဲ့ဂါဇာဒေသပြည်ပကအဆုံးသက်ရေးအချက်၂၀ပါအစီအစဉ်ကိုစစ်စစ်အတည်ပြုပြီးတော့နိုင်ငံတကာတည်ငြိမ်ရေးတက်ဖွဲ့ ISF ထူထောင်ခြင်းကိုခွင့်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံတမန်ကြီး Mike Watts ကတော့ဒီဆုံးဖြတ်ချက်ကိုအတည်ပြုဖို့တောင်းဆိုခဲ့ပြီးတော့အဲ့ဆုံးဖြတ်ချက်ကိုဆန့်ကျင်မဲ့ပေးတာဟာစစ်ကိုပြန်သွားဖို့မဲတမဲပဲလို့ပြောသွားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကိုနိုင်ငံပေါင်း73နိုင်ငံကထောက်ခံခဲ့ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်15နိုင်ငံရှိတဲ့အနေမှာ73နိုင်ငံကထောက်ခံခဲ့တာဖြစ်ပြီးတော့ရုရှားနဲ့တရုတ်တို့ကတော့မဲမပေးပဲနေခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဗီဒီယိုအနာ၃နာမျိုးလည်းမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့အခုဒီပြုတ်ချက်မထွက်ပေါ်မီမဲမခွဲမီတရက်ကြာတရက်ကြာပေါ့။အဲ့ဒီကာလမှာတော့ကရုရှားသမ္မတနဲ့အစ္စရေးဝန်ကြီးချုပ်တို့ဖုန်းပြောခဲ့တဲ့ကိစ္စပါ။ရုရှားနိုင်ငံ Kremlin နဲ့တော့ November 15ရက်နေ့ထုတ်ပြန်ချက်တွေအရတော့ရုရှားသမ္မတပူတင်နဲ့နေတန်ယာဟုတို့ဖုန်းနဲ့ဆက်သွယ်ပြီးတော့သူတို့နှစ်ဖက်ဟာ ခါဇာကမ်းမြောင်ဒေတာအပြည့်ရဲ့ရေသဘောတူညီချက်ဖော်ဆောင်မှုထိမ့်သိမ်းခံထားရသူတွေရဲ့လဲလှယ်တာတိုးတက်မှုအခြေအနေစတဲ့အရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့အီရန်နျူကလ িয়ার အစီအစဉ်နဲ့ဆီးရီးယားမှာရှိနေတဲ့အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒေတာမြောင်ယုံကသတင်းထုတ်ပြန်ချက်မှာတော့အစ္စရေးဝန်ကြီးချုပ်နဲ့ရုရှားသမ္မတတို့ဟာဒေတာတွင်ပြဿနာတွေကိုဆွေးနွေးခဲ့ကြတယ်ဆိုပြီးဖော်ပြခဲ့ပါတယ်။ဒါကြောင့်မလို့တခါတလေမှာနိုင်ငံတကာအရေးအရာတစ်ခုနဲ့တစ်ခုကြားမှာအချိန်အဆက်တွေကကျွန်တော်တို့တွေ မြင်နိုင်တဲ့နေပင်ရဲ့ဟိုဘက်ကိုရောက်နေတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒီဒီပြုချက်မတိုင်မီတရက်နိုဝင်ဘာ16ရက်နေ့တုန်းကတော့ Israel ဝန်ကြီးချုပ်ယောကထုတ်ပြန်တဲ့ကြေညာချက်မှာ Israel အနေနဲ့ဂျော်ဒန်မြစ်အနောက်ဘက်ဘယ်နေရာမှာမဆိုပါလက်စတိုင်းနိုင်ငံတည်ထောင်တာကိုစန့်ကျင်ကန့်ကွက်တယ်။အဲ့ဒီယက်တီချက်ဟာအစင်မြဲပြောင်းလဲမှုမရှိဘူး။ဘလို့နီးလန်းနဲ့ဖြစ်ပစေကာသာကမ်းမြောင်ဟာစစ်ရေးသွင်းဖယ်ရှားမှုကိုမဖြစ်မနေလှုပ်ဆောင်မှာဖြစ်တယ်။ Hamas လက်နက်ကင်ထားမှုကိုမဖြစ်မနေဖယ်ရှားမှာဖြစ်တယ်ဆိုပြီးတော့ ဗင်ဂျမင်နေတန်ယာဟုကသူ့ရဲ့အစိုးရအဖွဲ့အဲ့ဒီနဲ့အစည်းအဝေးမှာသဘောထားဖော်ပြခဲ့ကြောင်းတွေ့ရပါတယ်။စကွန်နီယန်နေအမှန်2800သုံးဆုံးမြတ်ချက်မှာတော့အတွင်ကူပြောင်းဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အဖြစ်ငြိမ်းချမ်းရေးဘုတ်အဖွဲ့တည်ထောင်တာကိုကြိုဆိုထားပြီးတော့အဲ့ဒီဘုတ်အဖွဲ့အောက်မှာနိုင်ငံတကာတပ်ဖွဲ့တွေကိုလုံခြုံရေးဆိုင်ရာပတ်ဝန်းကျင်တည်ငြိမ်ဖို့နဲ့ကာနာကမ်းမြောင်ဒေသစစ်ပွဲကင်းမဲ့ရေးလုပ်ငန်းစဉ်တွေတည်ချစေဖို့ချထားမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတပ်ဖွဲ့တွေကိုပါဝင်တဲ့နိုင်ငံက တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ငင်းငင်းပုတ်ဖွဲ့လက်ညှိုးမှုနဲ့လေပတ်မှာဖြစ်တယ်လို့သိရပါတယ်။သူဒီတပ်ဖွဲ့ရဲ့အသုံးစိတ်ကိုတော့အလှငွေတွေပြီးတော့ငင်းငင်းပုတ်ဖွဲ့ရမုံငွေစုစည်းမှုတွေနဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ထဲ့ဝင်မှုတွေနဲ့အသုံးပြုမှာဖြစ်တယ်လို့လည်းသိရပါတယ်။ကာဇာဒေသနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF ကတာဝန်တွေမှာကာဇာဒေသနေဆက်လုံခြုံမှုအာမခံပြီးတာစစ်ရေးသွင်းဖိရှားတာကာဇာဒေသလုံခြုံရေးပတ်ဝန်းကျင်ကိုတည်ငြိမ်စေတာအရက်သားပြည်သူတွေကိုအကာအကွယ်ပေးတာ လူသားချင်းစာနာထောက်ထားမှုဇင်းညက်အစဉ်ပြေချုံးမှုဖို့အတွက်အာမခံပေးတာတွေပါဝင်တယ်လို့တော့သိရပါတယ်။သတင်းတရက်မှာတော့ Israel Egypt တို့နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့အသက်လေးကျင့်ထားတဲ့ Palestine ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မဲ့နိုင်ငံတကာတပ်ဖွဲ့တရက်ဖွဲ့စည်းရန်ခွင့်ပြုတယ်လို့လည်းဆိုပါတယ်။ဒီနေ့ဘုတ်ဖွဲ့ရဲ့တက်ဆိုင်ရာအစည်းအဝေးခွင့်ပြုခြင်းဟာ2029ဒီဇင်ဘာ31ရက်နေ့အထိဖြစ်တယ်လို့အိမ်ဆုံးမြတ်ချက်မှာသတ်မှတ်ထားတာတွေ့ရပါတယ်။အာဒါနဲ့ဆက်ဆက်ပြီးတော့ BBC ရဲ့ဖော်ပြချက်တစ်ခုမှာကတော့ ဒီဂါဇာဒေသမှာပြစ်ခတ်ရစဲခဲ့တဲ့အောက်တိုဘာ10ရက်ကနေစပြီးတော့အစ္စရေးဟာဂါဇာမှာရှိနေတဲ့အဆောက်အအုံပေါင်း1500ကျော်ဖျက်ဆီးခဲ့တယ်လို့ပါဝင်ခဲ့ပြီးတော့ဂျော်ရုရုပ်ပုံတွေကိုကြည့်ပြီးသတင်းထုတ်ပြန်တာဖြစ်တယ်လို့နိုဗ ెంబ ာ10ရက်နေ့ကနောက်ဆုံးဓာတ်ပုံတွေရယူခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။အင်မီရောကထုတ်ပြန်တဲ့သမရထရန့်ရဲ့ငင်းညံရေးအချက်လက်တွေထဲမှာတစ်ခုကအကျန်းဖက်အကျန်းဖက်အဆောက်အအုံလှိုင်ကောင်းလက်နက်ထုတ်ရာပစ္စည်းတွေဖျက်ဆီးဖို့ ਨੇ ပြန်လည်တိဆောက်တာမျိုးမလုပ်ဖို့ပါဝင်ခဲ့ပြီးတော့အစ္စရေးပြောရေးဆိုခွင့်ရှိသူကတော့သဘောတူညီချက်ရလှိုင်ကောင်းတွေအပါအဝင်အကြံဖက်တွေရဲ့အဆောက်အုံတွေအလုံးဖြည့်ဆည်းမှာပါအစ္စရေးရဲ့ချိန်ချောက်မှုအစ္စရေးကချိန်ချောက်မှုအကြံဖက်မှုနဲ့အကြံဖက်အဆောက်အုံတွေကိုပြန်ပြီးလက်တုံပြန်တာပါလို့ပြောကြားသွားခဲ့ကြောင်းတွေ့ရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့လက်ဗနွန်ကကုလသမဂ္ဂယာယီတပ်ဖွဲ့ကိုအစ္စရေးရဲ့တိုက်ခိုက်မှုလက်ဗနွန်နိုင်ငံစီဂျွန်မြို့မှာတိုက်ခိုက်မှုနဲ့အစ္စရေးရဲ့ဒဏ္ဍာရီကာယံနေမှုအခြေအနေတွေပါ လက်ဗနိုမှာရှိနေတဲ့ကုလသမဂ္ဂယာယီတပ်ဖွဲ့ UNIFIL ကအစ္စရေးကောင်ရဲ့တပ်ဖွဲ့ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့နိုဝင်ဘာ16ရက်နေ့ကထုတ်ပေါ်ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာ16ရက်မနက်ပိုင်းမှာလက်ဗနိုနိုင်ငံထဲမှာရှိနေတဲ့အစ္စရေးစခန်းနေရာအနီးတစ်ဝိုက်မှာညီငယ်ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေခြေလျင်သွားလာနေတော့ IDF ဘက်ကနေပြီးတော့ပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပြီးတိုက်ခိုက်ခံပြီးတဲ့နောက်မှာတော့အနီးအနားနေရာတွေမှာမဖြစ်မနေပုန်းခိုခဲ့ရတယ်။ကံကောင်းတာကလူထိခိုက်ဒေဆုံးမှုမရှိဘူး။ အစ္စရေးစစ်တပ်ရဲ့မဂါဗာတိုက်ခိုက်ရေးပင်မတင်ကားရဲ့လက်နက်ကြီးကြီးကြားရောက်လာနေရာဟာငင်းငယ်ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေနဲ့9မီတာခန့်ပဲကွာဝေးတယ်ဆိုပြီးတော့ကြေညာချက်ကဖော်ပြပါတယ်။ငင်းငယ်ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေကာကွယ်ယူပြီးတဲ့နောက်ချက်ချင်းဆိုသလိုပဲ Unifil ဆက်သွယ်ရေး channel တွေကနေတဆင့်ပစ်ခတ်မှုရက်တက်မှုအစ်ရီတက်ဖွဲ့စီစီကိုဆက်သွယ်ခဲ့တယ်။အဲဒီနောက်မှာတော့တင်ကားတွေနောက်ကျောင်းပြန်သွားခဲ့ပြီးမိနစ်30ခန့်အကြာမှာဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Unifil က အစ်စရစ်စတဲ့ရဲ့အဲ့ဒီလုံရဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမှတ်1901ဆုံးဖြတ်ချက်ကိုချိုးဖောက်တာဖြစ်တယ်။အနာမရှိနေတဲ့ငြိမ်းချမ်းရေးထိမ့်သိမ်းမှုတပ်ဖွဲ့ဝင်တွေအပေါ်ကိုဘလို့ရံမှုတဲ့အပြုတ်မှုမျိုးတက်ခတ်မှုမျိုးမဆိုရက်တက်မှုအစ်စရစ်တပ်ဖွဲ့ဝင်တွေကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ခါလာစစ်ပွဲစတင်တဲ့2023အောက်တိုဘာအပြီးနေဇက်ပရိပက္ခတွေစတင်တဲ့က Universal စခန်းနေရာတွေဟာအချိန်များစွာပြတ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒီဖြစ်ရဖြစ်ပြီးရပိုင်းကြနိုဝင်ဘာ16ရက်နေ့မှာတော့လက်ဘနွန်နိုင်ငံစီဒွန်မြို့ကိုအစ္စရေးကတိုက်ခိုက်လို့လူ73ယောက်သေဆုံးပြီးအများပြတ်ဒဏ်ရာရခဲ့တယ်လို့လက်ဘနွန်ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။အစ္စရေးစစ်တပ်ကစီဒွန်မြို့နားမှာလူစီကားတဲ့အချိန် AL he will Palestine တို့ကစခန်းကလေ့ကျင့်စခန်းမှာလှုပ်ရှားနေတဲ့စစ်သွေးကြွတွေကိုတိုက်ခိုက်ခဲ့တာလို့ဆိုပြီးလဗနွန်ဘက်ကတော့အဲ့ဒီတိုက်ခိုက်မှုကစခန်းမှာနေထိုင်သူတွေတုံးတဲ့၄ဟာပြင်အားကစားကွင်းတစ်ခုကိုပိတ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ် လေဗနွန်ကတော့တဲ့စခန်းတွေမှာစစ်တပ်တွေမရှိဘူးလို့လည်းဆိုပါတယ်။အစ္စရေးစစ်တပ်ဟာလေဗနွန်နိုင်ငံအတွင်းစခန်း၅ခုကိုသိမ်းပိုက်ထားပြီးတော့အီရန်ကကြောထောက်နောက်ခံပေးထားတဲ့ Hezbollah ဒါမှမဟုတ် Hamas အဖွဲ့ဝင်တွေကိုပိတ်မှတ်ထားပြီးတော့လေဗနွန်နိုင်ငံတောင်ပိုင်းကိုလေကြောင်းကနေမကြာခဏတိုက်ခိုက်နေတာဖြစ်ပါတယ်။အစ္စရေးနဲ့ Hezbollah တို့ကပြီးခဲ့တဲ့နှစ်အဖြစ်ခက်ရစေးသဘောတူညီချက်တရက်မှတရက်ပြုတ်လုပ်ခဲ့ပြီးအဲ့ဒီမှာကတော့ Hezbollah တွေဟာ လက်ဗနွန်တောင်ပိုင်းမှာလက်နက်တွေလုံးဝပြုတ်သိမ်းရမှာဖြစ်ပြီးတော့အစ္စရေးတပ်ဖွဲ့တွေကလက်ဗနွန်ကနေလုံးဝထွက်ခွာရမယ်ဆိုတဲ့အချက်တွေပါရှိထားပါတယ်။ဒီဖြစ်ရက်ဖြစ်တဲ့နှစ်ခုအကြာမှာပဲအစ္စရေးရဲ့ဒတိုင်းကိစ္စတခုရှိခဲ့ပါသေးတယ်။နိုဝင်ဘာ18ရက်နေ့မှာလက်ဗနွန်သမ္မတကအစ္စရေးဆိုရဟာကုလသမဂ္ဂရဲ့တာမြင့်ချက်ကိုမျက်ကွယ်ပြုပြီးတော့နိုင်ငံတောင်ပိုင်းနယ်စပ်တစ်လျှောက်မှာကွန်ကရစ်ဒတိုင်းတခုဆက်လက်တည်ဆောက်နေတယ်လို့ဆိုပါတယ်။ဒီလုံးရဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့နိုင်ငံရဲ့ချုပ်ချာအာဏာကိုချိုးဖောက်ရရောက်တယ်လို့ ပြောခဲ့ပြီးတော့ drain ကအပြန်အယောင်မြင်းကိုဖြတ်ကျော်သွားတယ်ဆိုတော့ဆွဆွဲချက်ကိုတော့ Israel စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတယောက်ကညင်းဆုံထားပါတယ်။အပြန်အယောင်မြင်းဆိုတာကကုလသမဂ္ဂကသတ်မှတ်ထားတဲ့နယ်မြေမြင်းဖြစ်ပြီးတော့အဲ့ဒီမြင်းကို2000ပြည့်နှစ်မှာ Israel တပ်တွေလက်မနွန်တောင်ပိုင်းကဆုတ်ခွာပြီးနောက်ပိုင်းရေးဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Steven Dujarric ကတော့တတိုင်းကြောင့်မလို့လက်မနွန်နယ်မြေစတူရဲ့ကီလိုမီတာ၄000ကျော်စီကိုဒေသခံပြည်သူတွေဝင်ရောက်ခွင့်မရှိဘဲပိတ်ဆို့ခံထားရတယ်လို့အဲ့ဒီနေ့မှာပဲပြောကြားခဲ့ပါတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါလက်စတိုင်းတွေကိုတိုက်ခိုက်ခဲ့တဲ့အစ္စရေးနိုင်ငံသားတွေကိုအရေးယူမယ်လို့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုပြောကြားခဲ့တဲ့အချိန်တွေပါအစ္စရေးဝန်ကြီးချုပ်ကအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုရဲ့နိုဝင်ဘာ18ရက်နေ့မှာ ပြောကြားခဲ့တဲ့အဲ့ဒီစိတ်ဝင်စားစရာစကားဒါကအနောက်ဘက်ကမ်းမှာရှိနေတဲ့ပါလက်စတိုင်းတွေအပေါ်ကိုလက်တလုံးတိုက်ခိုက်မှုတွေကျူးလွန်ခဲ့တဲ့အစ္စရေးနိုင်ငံသားတွေကိုတရားဥပဒေအရအရေးယူနိုင်အောင်အစိုးရဖွဲ့ဝင်ကြီးတွေအစည်းအဝေး အရေးပေါ်ခေါ်ယူသွားမယ်လို့ပြောကြခဲ့တာပါနိုဝင်ဘာ16ရက်နေ့ကအစ္စရေးလူမျိုးတွေကဇိုင်အီးကျေးရွာမှာပါလက်စတိုင်းရဲသားတွေနဲ့အိုးအိမ်ပိုင်ဆိုင်မှုတွေကိုတိုက်ခိုက်ခဲ့ပြီးတော့ဘက်သဟန်မြို့နီးမှာရှိနေတဲ့ပါလက်စတိုင်းရွာတရွာဖြစ်တဲ့ဂျယ်ဘာမှာလည်းနေအိမ်တွေနဲ့မော်တော်ယာဉ်တွေကိုမီးရှို့ခဲ့တယ်လို့အရာရှိတွေကကူကားပြီးဝေါ်ဖာသတင်းမှာပေါ်ပြထားပါတယ်အဲ့ဒီဖြစ်ရကိုနေတန်ညာဦးကတော့အစိုးရအုပ်စုငယ်လေးတစုကကျန်းဖက်တဲ့ အနှောင့်အယှက်တွေနဲ့တရားဥပဒေကိုသူတို့ကိုယ်တိုင်ကင်တွယ်စီရင်ဖို့ကြိုးစားလှုပ်ဆောင်တာလို့သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။ပါလက်စတိုင်းဆိုရဖွဲ့ကတော့ဒါကအစ္စရေးဆိုရရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့ပံ့ပိုးမှုအောက်မှာနိုင်ငံတကာဥပဒေကိုချိုးဖောက်နေတာလို့ဆိုပြီးတော့ဒီလိုတိုက်ခိုက်မှုတွေရပ်တန့်အောင်အမြန်ဆုံးလှုပ်ဆောင်ပေးဖို့နိုင်ငံတကာကိုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ အစ္စရေးစစ်တပ်ကလုံခြုံရေးတပ်ဖွဲ့တွေကိုဂျပန်မှာချထားခဲ့ပြီးတော့သက်ဆိုင်သူတွေကိုရှာဖွေမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပြီးတော့အနောက်ဘက်ကမှမကြသေးခင်ကဖြစ်ပွားခဲ့တဲ့စုပူကျန်းဖက်မှုတွေကိုအစ္စရေးလူနည်းစုကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးနိုင်ငံရဲ့နိုင်ငံသားအများစုကိုကိုစားမပြုဘူးလို့အစ္စရေးအစိုးရပြောရေးဆိုခွင့်ရှိသူတူကပြောဆိုထားပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးဂျုံကတော့အခြေချနေထိုင်သူတွေကအခုအောက်တိုဘာလထဲမှာပလက်စတိုင်းလူမျိုးတွေပေါ်ကိုအ ਨੇ ဆုံးတိုက်ခိုက်မှု 264ကြိမ်ပြုလုပ်ခဲ့ပြီးတော့ကုလသမဂ္ဂက2006ခုနှစ်မှာစတင်ချေရခံလှုပ်ဆောင်စဉ်တည်းကလှစဉ်စည်ရင်တည်းမှာဒီလဟာအမြင့်ဆုံးပဲဖြစ်တယ်လို့ဆိုထားပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Israel ကိုလက်နက်တင်ပို့မှုပိတ်ပင်ထားတာရက်ဆိုင်ပြီးပြန်ပို့တော့မယ်လို့သတင်းထုတ်ပြန်လာတဲ့ဂျာမနီပါ။ဂျာမနီဝန်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Sebastian Hill က November 18ရက်နေ့မှာညညာရက်စောင်ထုတ်ပြန်ခဲ့ပြီးတော့ ။ဩဂတ်လမှာတော့ ਨੇ ကရက်ဆိုင်ထားတဲ့ဂျာမနီကနေအစ်စရေးကိုလက်နက်တင်ပို့မှုတွေကိုနိုဝင်ဘာ24ရက်နေ့မှာပြန်လည်စတင်မှာဖြစ်တယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ Stop Home နိုင်ငံကငြိမ်းချမ်းသုတေသနအဖွဲ့အစည်းရဲ့အဆိုအရတော့2019ကနေ2023အတွင်းမှာအစ္စရေးရဲ့လက်နက်တင်သွင်းမှု30ရာခိုင်နှုန်းကဂျာမနီကဖြစ်ပြီးတော့လက်နက်တင်ပို့မှုတွေကိုရက်ဆိုင်ခဲ့ခြင်းကတော့ ဂါဇာကမ်းမြောင်ဒေသအတွင်းစစ်စင်ရေးတွေမှာအဲ့ဒီလက်နက်တွေကိုအသုံးပြုနိုင်လို့ဆိုပြီးတော့အစ္စရေးနိုင်ငံကိုလက်နက်တင်ပို့မှုတွေကိုဂျာမနီဝန်ကြီးချုပ်ဖရက်ဒရစ်မတ်ကစ်ကဩဂတ်လမှာရဆိုင်ခဲ့ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကအစ္စရေးနဲ့ဟားမတ်အကြာပြစ်ခတ်ရဆိုင်သဘောတူညီချက်အသက်ဝင်ပြီးဂါဇာကမ်းမြောင်ဒေသအတွင်းချင်းနေတွေတည်ငြိမ်လာတဲ့အတွက်ကန့်သတ်ချက်တွေကိုရုပ်သိမ်းဖို့ဂျာမနီကဆုံးဖြတ်ခဲ့တယ်လို့ဆီဘက်စတီယန်ဟေးကပြောကြားခဲ့ပြီးတော့ အဖြစ်ကရစဲကြီးကိုထိမ့်သိမ့်ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအများပြားပေးရဖို့အပါအဝင်သဘောတူညီချက်တွေအားလုံးလိုက်နာဖို့ဂျာမနီအနေနဲ့မျှော်လင့်ထားတယ်လို့ဆိုခဲ့ပါတယ်။ဂျာမနီရဲ့ဆုံးဖြတ်ချက်ကိုအစ္စရေးနိုင်ငံရဲ့ဝန်ကြီးဂက်ဒီယမ်ဆာကတော့ချီးကျူးခဲ့ပြီးတော့အခြားနိုင်ငံတွေကလည်းဂျာမနီလမ်းစဉ်အတိုင်းလိုက်တင်တယ်ဆိုပြီး X Media မှာရေးသားခဲ့တယ်လို့သိရပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကအမေရိကန်သမ္မတကအစ္စရေးသမ္မတထံ Oh sorry ပါ ခုမြောက်မှာကအမေရိကန်သမ္မတကအစ္စရေးသမ္မတထံနေတန်ယာဟုကိုလူငယ်권ပေးဖို့တိုက်တွန်းစာပေးပို့တာပါအစ္စရေးသမ္မတအိုက်ဆယ်ဟဲဇော့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအဂရီလိုက်စားမှုဆိုင်ရာရုံးတင်စစ်ဆေးမှုကိုကာလကြာရှည်ရင်ဆိုင်နေရတဲ့နေတန်ယာဟုကိုလူငယ်권ပေးဖို့တိုက်တွန်းထားတဲ့စာတစောင်လက်ခံရရှိခဲ့တယ်ဆိုပြီးနိုဗာမာ၁၂ရက်နေ့ကပြောကြားခဲ့ပါတယ်နေတန်ယာဟုဟာစီးပွားရေးသမားတွေစီကလက်ဆောင်ဖြင့်အစ္စရေးသုံးငွေကြေးရှက်ကယ်9သိန်းနီးပါး အမေရိကန်ဒေါ်လာအပြည့်2သိန်း1132ဒေါ်လာလက်ခံရယူခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်ဒီအပါဝင်အမှုသုံးမှုနဲ့2019မှာစတင်ပြဆွဲဆိုခံခဲ့ရပါတယ်။ဒီတညောင်းကတော့ဆွဲချက်တွေကိုညှင်းဆို့ထားပြီးအပြစ်မရှိကြောင်းခြေပါခဲ့ပါတယ်။စာထဲမှာ trend ကအစ္စရေးတရားစီရင်ရေးစနစ်ရဲ့လွတ်လပ်မှုနဲ့တမတ်ချက်တွေကိုလုံးဝလေးစားပြီးမြင်သူနဲ့တူအစ္စရေးရဲ့အလွန်ခက်ခဲတဲ့ရန်သူအီရန်ပါဝင်အချိန်ကြာတိုက်ပွဲဝင်ခဲ့တဲ့ BB BB ဆိုတဲ့နေတန်ယာဟူရဲ့ အမည်ဖြစ်ပါတယ်ဘီဘီဘော်ဒီအမှုဟာနိုင်ငံရေးအရာမတရားတဲ့တရားစွဲဆိုမှုတခုဖြစ်တယ်လို့ယုံကြည်ရဆိုပြီးပြောထားပါတယ်အော်တိုမာလာတို့ကထရန့်ရဲ့အစ္စရေးခီးစဉ်အတွင်းမှာဂျေရုဆလင်ရှိလွတ်တော်ကိုမိန့်ခွန်းပြောတဲ့အချိန်မှာလဲဝန်ကြီးချုပ်ကိုလူငယ်ခွင့်ပေးဖို့တမရဟက်ဇော့ဆိုတိုက်တွန်းခဲ့ပါသေးတယ်နေဒန်ယာဟုကသူ့ရဲ့တရားရုံးတဲ့စစ်ဆေးခံရမှုတွေဟာရွေးကောက်တင်မြောက်ခံထားရတဲ့လက်ရရင်ခေါင်းဆောင်တယောက်ကိုဖြုတ်ချဖို့ရည်ရွယ်တဲ့အပြစ်ရှာဖွေလှုပ်ဆောင်မှုလို့ဖော်ထုတ်သုံးနှုန်းထားပါတယ် ဟုတ်ကဲ့ဒီနေ့မျှော်မှုရဲ့ခုမှတကယ်နောက်ဆုံးအကြောင်းရပါအဲ့ဒါကတကားပိတ်ဆွေးနွေးခဲ့ကြတဲ့ဆီးရီးယားသမရရဲ့လွတ်လပ်ရေးရပြီးပထမဦးဆုံးအိမ်မျိုးတို့ခီးပါသမရဟောင်းအာဆတ်ဖြုတ်ချခံရပြီးတဲ့နောက်ဆီးရီးယားသမရဖြစ်လာတဲ့အမက်အယ်ရှာရာနဲ့အမေရိကန်သမ္မတထော်နဲ့ထရန့်တို့ကနိုဗ ెంబ ာ10ရက်နေ့တုန်းကအိမ်ပြီးတော့မှတွေ့ဆုံခဲ့ကြပြီးတော့အဲ့တွေ့ဆုံမှုကအခြားသောပုံမှန်တွေ့ဆုံနေကြပုံစံမျိုးတွေမဟုတ်ဘဲနဲ့မီဒီယာတွေပါဝင်ခွင့်မရှိဘဲတကားပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒီခီးစဉ်ဟာ1946စီးရီးယားနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်စီးရီးယားခေါင်းဆောင်တယောက်ရဲ့အင်ဖြူတော်အတွက်ပထမဆုံးခြေချခဲ့မှုဖြစ်ပါတယ်။2024ကအဆက်အစိုးရကိုဖြုတ်ချခဲ့တဲ့အရှာရာဦးဆောင်တဲ့ HDS အဖွဲ့ကိုဂျူလိုင်လမှာထရန့်အစိုးရကအချမ်းပတ်အုပ်စုစီးရင်ကနေဖယ်ထုတ်ပြီးတော့နိုဝင်ဘာ9ရက်နေ့မှာအယ်ရှာရာကိုပါစီးရင်ကနေဖယ်ပေးခဲ့ပါတယ်။2025မေလမှာတော့ထရန့်ရဲ့ဒေတာရင်းခီးစဉ်အတွင်းဆော်ဒီအာရေဗျမှာပထမဆုံးအကြိမ်တွေ့ဆုံမှုပြုလုပ်ခဲ့တဲ့အချိန်တည်းကထရန့်က အသက်43နှစ်အရွယ်ရှာရာကိုစိတ်ဝင်စားစရာလူငယ်လို့သုံးနှုံးခေါ်ဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကလည်းအာမက်အယ်ရှာရာကိုတော်တယ်လို့ချီးမွမ်းခဲ့ပြီးခက်ထန်သူဖြစ်ပေမဲ့သူနဲ့အလွန်အဆင်ပြေကြောင်းတိုးတက်မှုများစွာတွေ့လာရကြောင်းပြောကြားထားခဲ့ပါတယ်။အမေရိကန်ကလူသားချင်းစာနာရေးအကူအညီတွေပေးဖို့စီးရီးယားနဲ့အစ်စရေးချအခြေအနေကိုစောင့်ကြည့်ဖို့ဒမတ်စကတ်မြို့ဒီမှာစစ်စခန်းတစ်ခုတည်ဆောက်ဖို့စီစဉ်ထားတယ်ဆိုပြီးတော့စီးရီးယားမှာရှိတဲ့တန်တမန်ရင်းမြစ်ကိုကိုးကားပြီး AFP ရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့ Israel Palestine Gaza နဲ့အရှိလေပိုင်းဆိုင်ရာအကြောင်းအရာများစူးစီးမျှဝေခြင်းအပိုင်း105ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။